အိမ်မှာစားနေကြမုတ်ဖက်တုပ်ပေါ့နော်ရခိုင်တုပ်ဆန်ဆန်လေးကိုကျွန်တော်ကအမြန်လေးလုပ်တဲ့နီးလေးတစ်ခုပြောပြမှာဖြစ်ပါတယ်ခင်မီဝီဈေးတဲရနေပြီးတော့ငွေရွှေရတာနဲ့ငွေရွှေကိုတန့်စင်ဈေးကြောပြီးတော့နှစ်ပိုင်းပိုင်းဦးရဲထက်ချက်သွုံပြူချင်းစားရေထည့်ပြီးတော့တဲထားလိုက်ပါမယ်ငွေရွှေတွေရပြီဆိုလို့ရှိရင်အေးခန့်အယိုးနှွင်ပြီးတော့တဲထားတဲ့ဟင်းရဲ့ဦးရဲကိုရေထည့်ငပီစိမ်းစားထည့်ပြီးတော့တဲပုတ်ပွက်ဆူလာပြီဆိုတော့မှနှွင်ထားတဲ့ငွေရွှေတစ်ဝက်ရဲ့ချက်သွုံပြူရဲ့ အရသာအတွက်စာဟင်းရွက်မုတ်မြေကောင်းမှုများများထည့်တိုင်းရင်တော့ရခိုင်မှုဒီဆန်ဆန်အာပူဟင်းရည်လေးတစ်ခွက်ရပြီဖြစ်ပါတယ်မုတ်ဖတ်တုပ်ဖို့အတွက်ကတော့ငြိုသီးပီနံတောင်းလေးလိုက်မနာစီရန်လှော်ပေးလိုက်တယ်ပြီးရင်တော့အိုးထဲမှာခုနကတဲထားတဲ့ဟင်းရည်လေးနည်းနည်းထည့်ပြီးရင်နှွေနာတဲ့ငါးတဝက်ထည့်ငပီစိမ်းစားကောင်းကောင်းလေးကိုအရေးဖြော်ပြီးထည့် ခနာလေးတဲမြုပ်သီးကိုလှော်ပြီးတော့ထောင်းထားတာလေးထက်အရသာအတွက်စာဟင်းရမုံနဲ့မြုပ်ကောင်းမြများလေးထည့်လိုက်ပါတယ်ဒီလိုနီးအလွယ်နီးလေးရတော့ကျွန်တော်အိမ်မှာအလွယ်တကူမုတ်ဖတ်တုံနဲ့ဟင်းရည်လေးစားကျင်လို့ရှိရင်တော့အခုလိုလေးချက်စားဖြစ်တဲ့နီးလေးပဲဖြစ်ပါတယ်ပကံထဲမှာမုတ်ဖတ်ကြက်သွန်နန်းနန်းပင်ချက်ထားတဲ့ငါးနှစ်ထည့်ပြီးတော့နေပေးလိုက်တာနဲ့ကျွန်တော်အိမ်မှာအလွယ်တကူချက်စားတဲ့မုတ်ဖတ်တုံလေးရပြီပေါ့နော်ပြီးတော့ခုနကဟင်းရည်လေးနဲ့အားရပါးရလွှဲလို့ရပါပြီခင်ဗျာ ကျွန်တော်ရဲ့အိမ်မှာခတ်တွတ်တွတ်ချက်ထားတဲ့ငွေကောင်းများများနဲ့ရခိုင်မုတ်တီအလွယ်လုံးနေလေးစားလို့ရပါပြီ။ဒါကတော့ကျွန်တော်အိမ်မှာခတ်တွတ်တွတ်လေးစားချင်ရင်တော့ဒီလိုလေးမြင်နေစမ်းချက်စားလိုက်တာပေါ့။အင်းတော့ကောင်းတော့ဖြစ်ကျွန်တော်ဒီထဲမှာငွေရလေးရတော့ငွေအစုံနဲ့ချက်ထားတဲ့မုတ်တီတုတ်မုတ်တီအရင်ဟင်းရေဆိုတော့ချိုမွှေးအေးရအေးရောမအေးဘူးကွာပူပူလေး ပို့ပြောရလုံသွားပဲဘောပါဒါမဲ့ဒီနေ့လေးကစလို့ကောင်းဝင်မဲ့ငားဝယ်ရတာနဲ့ဟိုဘာလို့ဒီဟာလုံးနဲ့နည်းနည်းလေးပို့ပြီးတော့အလုရှုပ်တယ်လေဒီထက်ပို့ပြီးတော့အလုရှုပ်တာကင်းကျင်တော့နောက်ထပ်နီလန်းလေးတစ်ခုပြပြပါမယ်ဒါကတော့ထီမီကွိငယူသီးစိမ့်ငပိချက်နဲ့တုတ်ထားတဲ့မုတ်ဖတ်တုတ်ပဲဖြစ်ပါတယ်။ထီမီကွိရဲ့ငယူသီးစိမ့်ငပိချက်ဘူးလေးဖောက် ဗကန်ထဲမှာမုတ်ဖက်၊ငရုတ်သီးစိမ့်ငပိချက်နှစ်စွန်၊နန်နံပင်၊ကြက်တုံစိမ့်ထည့်ပြီးတော့ဒေချာလေးနဲ့နှက်ပေးလိုက်တာနဲ့ခုနကရခိုင်သုံးဆက်ဆန်းငရုတ်သီးစိမ့်ငပိချက်အနှစ်နဲ့တုတ်ထားတဲ့မုတ်ဖက်တုတ်ရှူးရှဲပက်လက်လန်လေးတစ်ပွဲရပြီပေါ့နော်ဒီလိုလေးမှမကြိုက်သေးဘူးဆိုရင်တော့ထီမီကွီမော်လမြိုင်မွင်းကအနှစ်နဲ့တုတ်တဲ့မုတ်ဖက်တုတ်လေးလည်းလုပ်ပြပါမယ်ထီမီကွီမော်လမြိုင်မွင်းကတပူးကိုဖောက်လိုက်ပြီးတော့အိုးတဲ့ထက်ရေးတစားခွဲထည့်ပြီးတည်ထားလိုက်မယ်ရလာရင်တော့မုတ်ဖက်တုတ်ပကံလေးကိုငပြောပင်နဲ့ဟင်းရည်လေးနဲ့နဲ့ထက်ငားငံပြရည် စီချက်ပဲသီးစိမ်ပူစီနံမြုပ်သီးအကြမုံမကြီးရည်ထည့်ပြီးတော့တေချာလေးနဲ့နှက်ပေးလိုက်တာနဲ့ထိမိကွိမော်လမြိုင်မွေင်းကအနှစ်နဲ့တုတ်ထားတဲ့မုတ်ဖတ်တုတ်လေးရပြီဖြစ်ပါတယ်။ငဖဲပဲသီးပူစီနံပဲကြော်လို့နဲ့ဒကြွန်းကြွန်းကြိုက်စာလုံးဝရှယ်ကောင်းပါဗျာ။ကဲအခုဆိုရင်တော့ထိမိကွိနဲ့တုတ်ထားတဲ့မုတ်ဖတ်တုတ်နှစ်ပွဲဖြစ်ပါတယ်။ဒါလေးကတော့ထိမိကွိမော်လမြိုင်မွေင်းကအနှစ်နဲ့တုတ်ထားတဲ့မုတ်ဖတ်တုတ်ရဲ့ ါကတိမီကူကြီးမြို့သီးသိမ်းငပိချက်အနေနဲ့တုတ်ထားတဲ့မုတ်ဖက်တုတ်ပဲဖြစ်ပါလေ။ကဲခုနလိုမျိုးငါးပြုတ်တည်းမချက်ချင်ဘူးဆိုရင်တော့တိမီကူရှိရုံနဲ့အရသာရှိပြီးတော့စားလို့ကောင်းတိတိမီမီကူကြီးဖြစ်တဲ့မုတ်ဖက်တုတ်တွေကိုတုတ်စားလို့ရမှာဖြစ်ပါလေ။ကျွန်တော်တော့ဆွဲရမယ်။ဒါလေးကမော်လမြိုင်။မွေးငါအနေနဲ့လုတ်ထားတာ။อืม လီလာကလည်းကျွန်တော်မော်လမြန်သွားတော့ကစားခဲ့တဲ့ဟာကိုပြန်လဲအောင်းမိပြီးတော့လှုပ်ထားပြန်တုပ်စားပါဘောနော်အင်းရလဲရှယ်ပါဆက်ဆက်လေးစားခြင်းတော့မြူပြီးအကြက်မုံလေးထည့်စားပါဘောနော်အင်းပဲတော်လေးကိုက်嗯，咋了？ ။ဒါလေးကတော့မြို့သူသိငပိကျက်နဲ့တုတ်ထားတဲ့ဟုတ်ဖက်တုတ်ပုံစံလေးပေါ့နော်။စားကြပါအောင်ခင်ဗျာ။ဟုတ်ကောင်းနောက်တော့ကျွန်တော်အရင်လိုက်တာ။ဒီမှာဘလိုနည်းနဲ့ပဲစားစား။ထိထိမိမိကူကူဖြစ်ပြီးစားလို့အရင်ကောင်း share ပဲ။ mẫu tùy tùng một phát độ nằm nhu phần mẹ giá đà mà trùng xe con một là mẹ tâu lì là con nhiều cái tên là bị trả lì là tâu thả lệ nhà khai tâu sẵn sàng cùng với lại con ပြီးတော့မော်လမြန်မာဆိုရင်တော့ငါပြောကောင်းတော့တော့ကြရအောင်ခင်းရဲထဲမှာထက်ချက်တိုင်းငါပြောကောင်းမလားကျွန်တော်လိုမျိုးပဲတီမီကွီဖြစ်တဲ့မုန်တီတုတ်တွေစားခြင်းနဲ့ဒါပေမဲ့ခုနကလိုမျိုး9နှစ်ချမ်းမှာတော့ဟင်းရဲတရားမှာတော့မချက်ချင်ဘူးအချိန်မရဘူးဆိုရင်တော့တီမီကွီရဲ့ရုပ်သေးသေးငပိချက်လေးနဲ့မော်လမြန်အနှစ်နဲ့ အခုလိုမျိုးလေးတောက်စားကြည့်ပါလုံးဝရှက်ကထိမိကြည့်ပါပဲခင်ဗျာဒါ